အဲ့တော့ဒီဘုရားမှာအဘိဓမ္မာသင်ထားတဲ့ပုဂ္ဂိုလ်ရုပ်အကြောင်းနာအကြောင်းသင်တဲ့အခါမှာနောက်ဆုံးမှာဒီဘုရားမှာမရင်ကျက်သေးလို့ဖြစ်စေမိမိရဲ့စွမ်းအတ္တတွေမပြည့်စုံသေးလို့ဖြစ်စေတရားဥတရားမြတ်မရဘူးဆိုရင်납ပြေရောက်တဲ့အခါမှာ납ပြေမှာဖရာပရိနိဗ္ဗာန်စံသွားတာပူပူနွေးနွေးပဲရှိသေးတယ်ဒုသတ္တန်နဲ့သာကြာပြီးနှစ်ပေါင်း2500ကျော်သွားပြီဆိုတော့ ။အော်နတ်သက်တမ်းနဲ့ကြတော့ခဏလေးပဲရှိအောင်ပဲ။အဲ့တော့နတ်တီပြောတဲ့တရားကိုနားရလိုက်ပါချင်း။နတ်ပြေရောက်ရင်တရားတို့တရားမြတ်ရဖို့ရှိတယ်ပေါ့။အဲ့ဒါတောင်မှမရဘူးလွဲချော်သွားအောင်ပဲဆိုလို့ရှိရင်နောက်ဆုံးပါကိုတင်းလာတဲ့ဆွမ်းအတ္တတိကဘလောက်ကြီးမားတယ်ဆိုတဲ့ပုံမှာမူတည်ပြီးတော့နတ်တင်ချင်းနဲ့ကဘာတသိဖြည့်လာတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်နော်အရိဝိဒိယဘုရားမပွင့်ခင်ပြစ်စင်ကဘုရားလည်းဖြစ်နိုင်တာပဲပေါ့ ဒီလိုဆုံးလို့တာနော်ဒါကတော့ပါရမီဖြည့်ထားတဲ့အတိုင်းဖြစ်မှာပေါ့အမှန်တည်ညာများဆိုရင်တော့တရားဥတ္တရာမြတ်ရပါနိုင်တယ်ပေါ့အဲဒါကြောင့်မလို့အဘိဓမ္မာသင်ယူခြင်းသည်တမ္မာဒိဋ္ဌိဉာဏ်ကို ရင့်တန်စေတယ်ရင့်တန်စေနိုင်တယ်ဆိုတာဒါမှန်ကန်တဲ့စကားတစ်ခုပဲအတိဉာဏ်ကိုရင့်တန်စေတယ်တမ္မာဒိဋ္ဌိဉာဏ်ရင့်တန်မှုအတွက်သင်ရမယ်သင်ယူခြင်းကစတယ် ဒါကြောင့်ဝိသုဒ္ဓိမေမှာပညာဘာဝနာဆိုပညာကိုဖြစ်အောင်လုပ်တဲ့အခါမှာခြေဥစွာပညာဘူမိပညာတိုးတက်ဖို့ရအတွက်သင်ယူရမယ့်ချက်တွေကိုအရင်ပြတယ်ပြပြီးတဲ့အခါမှာပညာမူလတဲ့ပညာရဲ့အခြေခံကိုတခါဖော်ပြတယ်အဲ့ဒီပညာဖြစ်ဖို့အတွက်အခြေခံတွေကဘာတွေလဲဆိုတော့သီလဝိသုဒ္ဓိနဲ့စိတ်တော်ဝိသုဒ္ဓိ ဆိုလိုတာကသီလနဲ့တမာတိပဲเนาะခွေချင်းသီလပြည့်စုံတယ်တမာတိဖြစ်ပါတယ်ဒီနှစ်ခုကလည်းဆက်ဆက်ထားတာကြည့်လိုက်မယ်ဆိုလို့ရှင်သီလနဲ့တမာတိဆိုတာဘယ်ကရှင်ပါတဲ့ကအရေးပါတဲ့ဟာတွေပဲလေအဲ့ဒါကြောင့်မလို့သီလကိုအရင်ပြည့်စုံတာဒါဖြင့်သီလကဘုသူ့ကိုအကျိုးပြုတာတော့ဆိုတမာတိကိုအကျိုးပြုတာသီလအဲ့မို့သီလနဲ့ဆက်ဆက်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့တုတ်တန်ရှိတယ် တိလံအဝိပတိတာရယတိလရှိလို့ရှိရင်စိတ်နှလုံးရွှင်ရွှင်သာတယ်စိတ်နှလုံးအေးချမ်းတယ်စိတ်နှလုံးအေးတော့ဘာဖြစ်လဲပမောစဝမ်းမြောက်တယ်ဝမ်းမြောက်တော့ဘာဖြစ်လဲပီတိနှစ်ချိုက်တယ်နှစ်ချိုက်တော့ဘာဖြစ်လဲပတ္တတိငြိမ်းချမ်းတယ်ငြိမ်းချမ်းတော့ဘာဖြစ်လဲဒုက္ခချမ်းသာတယ်ချမ်းသာတော့ဘာဖြစ်လဲသမာဓိဩစိတ်တည် တော့တီလာနဲ့တမာရီကဆက်နေတာဒါကြောင့်မို့မြတ်စွာဘုရားကလည်းဆက်ဟောထားတာဒါရက်ဒီလိုတီလာတမာရီကိုဖြစ်ဖို့ရအတွက်အခြေခံကောင်းတစ်ခုဖြစ်တော့မြတ်စွာဘုရားဆက်ဟောတာအဲ့အဲ့ဒီမှာတီလာကအရေးမပါတဲ့အောင်ရောတော့မပြောရဘူးပေါ့တီလာကအရေးပါတယ်ဘယ်လောက်အရေးပါတော့ဆိုစဉ်းစားကြည့်နေရှင်အင်ဂုလိမာလာဟာ တရားထုတ်တဲ့အခါတမာရီမရနိုင်ဘူးသူတော်လည်းမရဘူးတမာရီဘာလို့မရသီလပြည့်ခဲ့တယ်လေသူများတွေတက်တွေကိုတတ်လာတော့တရားထိုင်လိုက်တာနဲ့အဲ့ဒီမြင်ခွင်းကြီးကသူအာယုံထဲမှာလွှမ်းမိုးလာသူလိုက်တတ်တဲ့လူတွေရဲ့အော်ကြဟေးကြပြေးကြလွှားကြသူရဲ့ရဲ့တန်ရဲ့ရဲ့ဒါတွေပဲမြင်တယ်အဲ့တော့ကိုချင်းတရားဖြစ်ပြလာတဲ့ပုဂ္ဂိုလ်ရောက်ပါမာရီယာ သမြဒါလေးကြီးပဲမြင်ပါကြားဘူးတယ်ဘာသာရေးတရားတရားထိုင်တော့တရားစခန်းကဖတ်သွားတယ်ဘာဖြစ်လို့တရားထိုင်တိုင်းတူမဟုတ်တာတွေလောက်လာတာဒါတွေကလွှမ်းမိုးပြီးတရားထိုင်လို့ကိုမရဘူးလို့ကြားဘူးတယ်နော်ဒါကတော့ကြားဘူးတာပေါ့